မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့နေပြည်တော်မှာရှိတဲ့မြန်မာအပြည်ပြည်ဆိုင်ရာ convention ဘဟုထားနောက်မြန်မာ international convention center MICC2 အတွင်းမှာစစ်ကောင်စီအဖွဲ့ဝင်နဲ့စစ်တပ်ကြီးရေးလေးညှိနှိုင်းကုတ်ကဲရေးမှုဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့တာမင်္ဂလာဆောင်ကျင်းပနေတဲ့အချိန်အသေးခံ drone များနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့မနက်ပိုင်းမှာနေပြည်တော် MICC2 ခန်းမမှာစစ်ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့တားဖြတ်သူမင်္ဂလာဆောင်ကျင်းပခဲ့ပြီးတော့အဲ့ဒီမင်္ဂလာဆောင်ကိုလုံခြုံရေးအဖြစ်နဲ့ စစ်သားနဲ့ရဲများခြားထားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမင်္ဂလာဆောင်ကိုရှားထူဝေါနီးပညာတပ်ဖွဲ့ရဲ့ Cloud Drone အဖွဲ့နဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်စစ်တိုင်းဌာနတို့ကပူးပေါင်းပြီးတော့ face frame drone များနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်အုပ်စုခေါင်းဆောင်များတိုက်ရောက်မယ်လို့သတင်းရရှိတဲ့အတွက်စနစ်တကျပြင်ဆင်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အသေးခံ drone များနဲ့တိုက်ခိုက်မှုကြောင့် MICC2 မှာလုံခြုံရေးအဆောက်ရဲနဲ့စစ်သားတချို့ထိခိုက်ဒေဆုံးမှုများရှိခဲ့တယ်လို့သိရပါတယ်ဒါအပြင်အခမ်းအနားကိုတိုက်ရောက်လာကြတဲ့စစ်အုပ်စုဗိုလ်ချုပ်တချို့ဟာလည်းကြောက်လန့်ထွက်ပြေးကဝရုံးတုံးကဖြစ်ကုန်ကြတယ်လို့သိရပါတယ် Shadow War နီးပြန်လာတပ်ဖွဲ့ရဲ့ Cloud Drone အဖွဲ့နဲ့ နေပြည်တော်စစ်တိုင်းဌာနတို့ကအသေးခံ drone mission များကိုဇက်တိုက်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိရာအော်တိုဘားလ31ရက်နေ့မနက်ပိုင်းကပထမအကြိမ် တန်တော်ကြီးဘရင်အောင်တက်မြို့နယ်လက်တော်ဘူဟာဂုံးကိုဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒုတိယအကြိမ်အဖြစ်နိုဗ ెంబ ာလ17ရက်နေ့မနက်ပိုင်းမှာတန်တော်ကြီးဘရင်အောင်တက်မြို့ကိုထပ်မံပြီးတော့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်တတိယအကြိမ်မစ်ရှင်အဖြစ်နိုဗ ెంబ ာလ9ရက်နေ့ကစစ်ကောင်းဆောင်မင်းအောင်လိုင်းတရုတ်ခရီးစဉ်ကိုထွက်ခွာတဲ့နေပြည်တော်အီလာလီဒတ်နဲ့နေပြည်တော်လေစိတ်ကိုလည်းကာမီကာစီအသေးခံဒရုန်းများနဲ့မောင်းသူမဲ့လေယာဉ်ငယ်များနဲ့ဘုံကျဲတက်ခိုက်ခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ် နိုဗ ెంబ ာလ9ရက်နေ့မရှင်မောင်ဘုံမှုတအူဘိုလ်ကြီးတအူတက်ချက်ကြီးတအူတက်သားနှစ်ဦးနဲ့လေစိတ်လုံကြွေးနှစ်ဦးတို့တေဆုံးခဲ့ပြီးတော့စတအူဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်သရုတ်ထမစ်ရှင်အဖြစ်နဲ့နိုဗ ెంబ ာလ25ရက်နေ့မနက်ပိုင်းကစစ်ကောင်စီရဲ့နိုင်ငံတော်အဆက်အစည်းအဝေးနဲ့အခမ်းအနားများပြုလုပ်တဲ့မြန်မာအပြည်ပြည်ဆိုင်ရာ Convention ဘဟုဌာနမြန်မာ International Convention Center MICC 2အတွင်းမှာဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့တားရဲ့မင်္ဂလာဆောင်ကိုဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲဖြစ်ပွားနေတဲ့အမ်းမြို့ဘုံမှာရှိတဲ့ရက်ကွက်များအတွင်အစာရေစာပြတ်လပ်ပြီးတော့ပိတ်မိနေတဲ့ဒေသခံ200ကျော်ကိုအရခတက်တော်အေအေကတိုက်ပွဲတွေဖြစ်နေတဲ့ဂျားတွေကနေအသက်ဆုံးပြီးတော့ကဲထုတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အဲ့ဒီပိတ်မိနေတဲ့ဒေသခံပြည်သူများကိုနိုဝင်ဘာလ23ရက်နေ့ကနေ25ရက်နေ့အတွင်းအရခတ်တပ်တော် AA ကတတုပ်ပြီးတတုပ်အသက်ဆုံးကကဲထုတ်ထားတယ်လို့အန်ဒေသခံအမျိုးသားတို့ကပြန်လည်ပြောပြခဲ့ပါတယ်။အစာအိမ်စာငတ်ပြတ်တဲ့သူကပြတ်၊ကျမ်းမာရေးမကောင်းတဲ့သူကမကောင်း၊အချိန်မီသာကဲမထုတ်ရင်ငတ်ပြီးတော့ဒေကုံကြတော့မှာအရခတ်တပ်တော် AA ကစစ်ကောင်စီကဘုံလာကျဲလိုက်လက်နက်တွေနဲ့ပစ်လိုက်အဲ့ဒီဂျားတွေကနေပြီးတော့ရအောင်ကဲထုတ်ပေးနေတာလို့ပြောဆိုထားပါတယ်။အရခတ်တပ်တော် AA ကကဲထုတ်ပေးတာတဲ့အတွက်ဘေကင်းလုံးကျုံနဲ့နေရာကိုရောက်ရှိနေပြီး လက်တလောစားရေးတောက်ရေးအဆင်ပြေနေတယ်လို့ပြောဆိုထားပါတယ်။သို့တော်လည်းအနှွေးတဲ့စောင်းအခင်းနဲ့အမိုးအကာများအေးပေါ်လိုအပ်လျက်ရှိတယ်လို့စေဘေးရှောင်းအေးကူညီပေးနေတဲ့အမျိုးသားတို့ကပြောပါတယ်။ အဓိကကတော့စားဝယ်နေရေးပဲလောလောဆယ်တော့အငတ်ဘေးကနေလွတ်ပြီးအမိုးအကာတွေအခင်းတွေစောင့်နေလိုအပ်နေတဲ့အရက်ခတက်တော်ကအခုလိုမျိုးကဲထုတ်ပေးတဲ့အတွက်ကျွန်တော်တို့အနေနဲ့လဲကျေးဇူးလဲတင်တယ်ဝမ်းလဲတာပါတယ်လို့ပြောဆိုထားပါတယ်အမ်းမျိုးတွင်မှာပိတ်မိနေတဲ့ဒူတွေလဲရှိသေးကြောင်းဒေသခံများကတဆင့်သိရပါတယ်အခုကဲထုတ်လာတဲ့ပြည်သူများဟာမြို့တည်ရက်ကွက်ကမဟာကန္နာယုံကျောင်းဓပောင်းစုစစ်ဘေးရှောင်စက်ခန်းနဲ့လေရင်ခွေးခေါ်မြို့ဟောင်းရက်ကွက်ကဒေသခံများဖြစ်တယ်လို့သိရပါတယ်အရက်ခတက်တော်နဲ့စစ်ကောင်စီတပ်တို့ဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းမြို့နယ်မှာစက်တင်ဘာလကစပြီးတော့တိုက်ပွဲတွေစတင်ပြင်းထန်လာခဲ့ပြီးလက်ရှိမှာအရခတက်တော် AA ကအမ်းအခြေစိုက်တိုက်ရဲအများပြားကိုပိတ်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗျ။အမ်းမြုံမှာတိုက်ပွဲတွေပြန်လည်စတင်ခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်ကစပြီးတော့စစ်ကောင်စီဟာအမ်းမြုံမှာရှိတဲ့ဂိမ်းများအလုံးကိုလည်းအဝင်အထွက်တွေပိတ်ထားလိုက်ပြီးတော့မြို့ကန်များဟာလည်းအခုနိုဝင်ဘာလအထိ၃လကန့်အကြာမြို့တွင်းထဲမှာပိတ်မိနေကြချင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဂွားမြုံနယ်မြောက်ပိုင်းတန်တွဲဂွားရန်ကုန်ကားလမ်းပေါ်မှာရှိတဲ့ပေ350အရှိရှိတဲ့ကင်းပုံတရားကိုစစ်ကောင်စီတပ်က25ရက်နေ့ညနေပိုင်းမှာမိုင်းခွဲပြီးတော့တရားကိုချိုးဖျက်ပစ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီတရားကကင်းမုံနဲ့ကန်းလာရကြားမှာရှိပါတယ်ကင်းမုံတရားလို့ခေါ်တယ်ပေ350လောက်ရှိပါတယ်25ရက်နေ့ညနေပိုင်းမှာစစ်တပ်ကမိုင်းခွဲပြီးတော့တရားကိုချိုးပစ်လိုက်ပါပြီလို့စစ်ရေးအခြေအနေလေးလာစောင့်ကြည့်သူဒေသခံတူကပြောဆိုထားပါတယ်လက်ရှိတရားဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်တစ်ဖက်တစ်ချက်စီမှာနှစ်ဖက်တပ်တွေနေရာယူပြီးတော့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်တရားကိုဖျက်ချော်ပြီးတော့ဝမ်မျိုးဘက်ကိုအေးအေးထိုးဖောက်ပြီးတော့မဝင်လာနိုင်စေဖို့ရည်ရွယ်ပြီးစစ်တပ်ကတရားကိုဖျက်ဆီးလိုက်ခြင်းဖြစ်တယ်လို့သူကဆက်ပြောပါတယ်တရားရဲ့ကင်းမုံဘက်ချမ်းမာကအေးအေးရှိတယ် ဒီဘက်ကမ်းတရာဘက်မှာကစစ်ကောင်စီတွေရှိတယ်ဟိုဘက်ဒီဘက်ပြစ်ခတ်မှုတွေဖြစ်နေတယ်အခု drone တွေလည်းဝဲနေတယ်စစ်ကောင်စီဘက်ကအမြောက်တင်းတွေလည်းပစ်ကူပေးနေတယ်လို့26ရက်နေ့ညနေပိုင်းမှာပြောဆိုသွားပါတယ်ဒါအပြင်စစ်ကောင်စီကကင်းမုံရွာကို November 25ရက်နေ့ကဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွာဖုံတော်ကြီးကျောင်းနဲ့စာတင်ကျောင်းလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်25ရက်နေ့ကကင်းမုံရွာကိုစစ်ကောင်စီလေးတပ်ကဘုံကျဲပါတယ်ဖုံတော်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်လူတွေလည်းအသေးပြောက်ရှိတယ်လို့ကြားပေမဲ့အဆက်အသွယ်မရတော့တိတိကျကျတော့မပြောနိုင်ပါဘူးရွာသားတွေအများစုကလည်း ်စစ်ပေးရှောင်သွားကြလို့အဆက်အသွယ်ရဖို့ခက်ခဲနေပါတယ်လို့ပြောဆိုထားပါတယ်လက်ရှိအေအေနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲမှာအဲ့ဒီကင်းမုံတရားအနီးမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့အေအေကရွှေရင်းတူး ချင်းကုန်းကြီးရွာတွေကိုပါဆက်လက်ပြီးတော့တိမ့်ပိုက်လိုက်ပြီလို့သိရပါတယ်။အခုကမ်းတရားမှာရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းကဂျားမှာပိတ်မိသွားပြီလို့သိရတယ်။အခု AA ကရွှေရင်းတူချင်းကုန်းကိုအကုန်တိမ့်လိုက်ပြီ။အခု AA ထိုးစစ်ကအလဲချောင်းကိုကျော်လာပြီလို့သိရတယ်။စစ်တပ်ကရွာတကုန်းရွာထိတ်နဲ့အဲ့ဒီအနာကသာသနာရန်တီကျောင်းမှာတက်ဆုပ်ပြီးတော့နေရာယူထားတယ်လို့ကြားသိရတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီဟာချင်းကုန်းနဲ့တင်းတော်ပင်လယ်ကမ်းခြေကြားတောင်တန်းတွေကိုလည်းအဆက်မပြတ်ဘုံကျဲနေတယ်လို့သိရပါတယ်စစ်ကောင်စီဟာဂွမ်းမြို့အနီးကိုချင်းကပ်ချီတက်လာတဲ့ ်အာရခတက်တော်အေအေကိုလေချောင်းရေချောင်းပစ်ကူတွေနဲ့အပြင်းထန်ခုခံနေပြီးတော့လက်ရှိတိုက်ပွဲတွေမှာဂွားမျိုးမြောက်ပံ9မိုင်နဲ့9မိုင်ကအကွာကိုရောက်ရှိလာပြီးလို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဇီးကုန်းမြို့နယ်ဘော်ပင်ရွာမှာအကြမ်းဖက်စစ်တပ်လမ်းပြဖြစ်နေလှုပ်ဆောင်နေတဲ့ပြူစောတိအဖွဲ့ဝင်ကျော်လွင်ဦးကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့မနက်6နာရီအချိန်ကမှဇီးကုန်းမြို့နယ်ဘော်ပင်ရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်လမ်းပြဖြစ်နေလှုပ်ဆောင်နေတဲ့ပြူစောတိအဖွဲ့ဝင်ကျော်လွင်ဦးကို BDZM GBK PDF ဘကိုးရုံးမှအခြေပြုတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ပြူစောတိအဖွဲ့ဝင်ကျော်လွင်ဦးဟာ အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့ဗောပင်ရွာမှာနေထိုင်ပြီးတော့စစ်ကောင်စီတပ်သားများနဲ့ပူးပေါင်းပြီးပြည်သူများကို PDF နဲ့ချိတ်ဆက်ဆက်သွဲတယ်ဆိုပြီးဖမ်းဆီးခိုင်းခြင်းငွေညစ်တောင်းခံခြင်းနဲ့စစ်တပ်အတွက်လမ်းပြဖြစ်တဲ့ကိုရိုင်းပါဝင်လိုက်ပါနေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီရွာကနာမည်ကြီးပဲပြူစောတိတွေတော်တော်များတယ်။အိမ်အလုံးကြီး90ရှိရင်45လုံးလောက်ကစစ်ခွေးဘတ်တော်သားတွေတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကပြစ်ခတ်တိုက်ခိုက်ပြီးတော့အထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ BTZM GBK PDF ဘကိုးကျုံမှာအခြေပြုတပ်ဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်ဘကိုးတိုင်းဇီးကုံမြို့နယ်အပါအဝင်မြို့နယ်များမှာစစ်တပ်ထောက်တိုင်အုပ်ချုပ်ရေးမှူးများပြူစောထီးများအနေနဲ့ပြည်သူလူထုကိုဖိနှိပ်ခြင်းမပြုရန်စစ်ကောင်စီအတွက်စစ်မှုထမ်းဆောင်ခြင်းများလူစုခြင်းများမပြုလုပ်ရန်စစ်တပ်အတွက်သတင်းပေးမလုပ်ရန်တရားဝင်သတိပေးထားပြီးတော့မလိုက်နာသူများကိုအခုလိုမျိုးအေးအေးယူသွားမှာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့များကတရားဝင်သတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းဟင်းသရအကျဉ်းထောင်မှာအကျဉ်းဦးစီးဌာနကတပွင့်အရာရှိအောင်ကျော်မြင့်ကအရက်မူးပြီးတော့နိုင်ငံရေးအကျဉ်းသားကိုရှိုင်းထက်ဇော်ကိုလူမဆန်စွာရိုက်နှက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ17ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာနိုင်ငံရေးအကျဉ်းသားများရဲ့အခန်းဆောင်များအတွင်ပိတ်ထားတဲ့အချိန်မှာထောင်ဝင်တဲ့အရာရှိအောင်ကျော်မြင့်ကနိုင်ငံရေးအကျဉ်းသားကိုရှိုင်းထက်ဇော်ရဲ့နာမည်ကိုခေါ်ကာဘာယာရန်ခေါ်အခန်းအပြင်ကိုလက်သာထုတ်လို့ရစီရန်ပြုလုပ်ထားတဲ့တိုင်အတန်းများအပြင်ဘက်ကိုလက်ထုတ်ခိုင်းပြီးတဲ့နောက် အကြောင်းပြချက်မရှိဘဲနဲ့လူမဆန်စွာရိုက်နှက်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားကိုဆိုင်ထက်စောကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ရိုက်နှက်ခဲ့တာပါ။ရိုက်ခံရတာလက်တွေအလုံးရောင်ကိုင်းနေပြီးတော့ရုံထုတ်တဲ့အခါမှာလက်ထိတ်တောင်မှလက်ကိုခတ်ဖို့အတွက်မဆန့်နိုင်အောင်ဖြစ်ရတယ်။လက်ကိုရိုက်လို့မခံနိုင်တော့လို့လက်ကိုပြန်ယုတ်တဲ့အချိန်မှလည်းဘာလို့ယုတ်တာလဲဆိုပြီးတော့လက်ဘင်းကိုညှစ်ဖို့အထိပါလောက်ခဲ့တာတွေရှိပါတယ်။ထောင်အာဏာပိုင်တွေကိုယ်တိုင်ကလူအခွင့်အရေးချိုးဖောက်နေတော့သူ့ရဲ့လက်အောက်ငယ်သားတွေကပို့ပြီးတော့တောင်မှချိုးဖောက်လာကြတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ် PPNM ကဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောကြားထားပါတယ်နိုင်ငံရေးအကျဉ်းသားကိုရှိုင်းထက်စောကထောင်ဝင်တန်းများထံမှပတ်စံအံ့နိုင်ခဲ့မှုပြီးနောက်ပိုင်းမှာပတ်စံမအပ်တဲ့အပေါ်မှာအညှိုးထားကရိုက်နှက်ခြင်းဖြစ်တယ်လို့သိရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကိုတိုက်ထွန်းကပြောပြထားပါတယ်အခုလိုမျိုးဥပဒေမဲ့စွာပြုလုပ်နေတဲ့ထောင်ဝင်တန်းအရာရှိအောင်ကျော်မြင့်ကိုသက်ဆိုင်ရာထောင်အာဏာပိုင်များကတားဆီးခြင်းအရေးယူခြင်းမရှိတဲ့အပြင် ထောင်ပိုင်တန်းစော်ထွေးဟာလဲထောင်ရာရှိအောင်ကျော်မြင့်နဲ့အရက်တောက်ဖို့တောက်ဖတ်များဖြစ်တယ်လို့သိရပါဗါးထောင်ပိုင်ကိုယ်တိုင်ကနိုင်ငံရေးအကျဉ်းသားများကိုညှိမ့်မဲ့နှိပ်စက်ရန်အမင်းပေးခိုင်းဆိုခြင်းများကိုလည်းပြုလုပ်လျက်ရှိတယ်လို့သိရပါဗါးအခုလိုမျိုးလုံဆောင်ချက်တွေဟာထောင်အာဏာပိုင်တွေကဥဆောင်ပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်ထောင်တွင်းမှာနိုင်ငံရေးအကျဉ်းသားတွေအသက်အာမခံချက်လုံးဝမရှိတော့တဲ့အတွက်အခြေခံအကြဆုံးအခွင့်အရေးဖြစ်တဲ့လူတိုင်းအသက်ရှင်သန်ခွင့်ဆိုတဲ့အခွင့်အရေးတွေဆုံးရှုံးနေတယ်လို့ကျွန်တော်တို့အဖွဲ့အနေနဲ့ပြောချင်ပါတယ် အချင်းဦးစီးဌာနကိုလည်းစောင့်ကြည့်ဖို့မေးမထားဖို့ပြောချင်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင်ကိုတိုက်ထုံးဦးကပြောကြားထားပါတယ်ဟင်းသရထောင်ရဲ့လူခွင့်ရေးချိုးဖောက်မှုများကိုပြည်သူများသိရှိဖို့အတွက်အခြားထောင်များထက်ပုံပုံခက်ခဲတာကိုအခွင့်ကောင်းယူပြီးတော့အခုလိုမျိုးညှင်းပန်းနှိပ်စက်မှုများကိုလှုံ့ဆော်နေခြင်းဖြစ်တယ်လို့သိရပါတယ်နိုင်ငံရေးအချင်းသားကိုရှိုင်းထက်စော်ရဲ့ဖြစ်စဉ်မတိုင်ခင်ကလည်း တခြားနိုင်ငံရေးအကျဉ်းသားများစွာကိုအခုလိုမျိုးဖိနှိပ်ခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့်ထိရောက်တဲ့လူမှုရေးပြစ်ဒဏ်အပြစ်ပေးအရေးယူမှုများတပ်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ဒရီပေးစာပေးပို့ခြင်းပြည်သူများကလည်းဟင်းသရထောင်ကိုပို့ပြီးတော့စောင့်ကြည့်ကအကျဉ်းထောင်ဝန်ထမ်းများကိုလူမှုရေးပြစ်ဒဏ်ပေးခြင်းသပိတ်မောက်ခြင်းများကိုလုံဆောင်တင်တယ်လို့ကိုတိုက်ထုံးကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်အနောက်မြောက်ဘက်မှာရှိတဲ့လက်ပံချောင်းရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြကအသက်မပြည့်သေးတဲ့ကလေးငယ်တဦးအပါအဝင်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့မနက်10:00နာရီကျော်အချိန်ကလေးမြို့အကြမ်းဖက်စစ်တပ်ရဲ့အမြောက်တပ်ကလက်နက်ကြီး၄လုံးနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗျာ။ စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်25နှစ်အရွယ်မလာပြတ်ဘွေအသက်65နှစ်အရွယ်ဦးလာမိန်ထန်းအောင်အသက်14နှစ်အရွယ်မောင်လာရက်အဲနဲ့အသက်54နှစ်အရွယ်ဒေါ်လောင်နေပါတို့တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှမရှိပါဘူး။အเจ้าမဲ့တပ်တပ်ကိုပြစ်တာပါ။စစ်တပ်ကလက်နက်ကြီးတွေပြစ်နေတော့တချို့ပြည်သူတွေကရှောင်ပြေးနေရတယ်။ကလေးမျိုးအမြောက်တပ်ကပြစ်တာပါလို့ ေသခံပြည်သူတို့ကပြောကြားထားပါတယ်အချမ်းဘတ်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာမလားပြက်ပွေးရဲ့နေအိမ်အတွင်းကိုကြောက်ရောက်ပောက်ကွဲပြီးတော့မလားပြက်ပွေးရဲ့ဥကောင်းမှာလက်နက်ကြီးအစထိမှန်ပြီးနေအိမ်မှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ် ်ဦးလာမိန်ထန်းဟာလည်းကနန်ရွာကဖြစ်ပြီးတော့လက်နက်ကြီးကြားရောက်တန်းကြောင့်လန့်ပြီးတော့တေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မောင်လာရက်အဲကတော့၎င်းရဲ့နေအိမ်တကားဝအနီးကိုကြားရောက်ပောက်ကွဲပြီးဝမ်းပိုက်ထိမှန်ပြီးတော့ဦးများထွက်ကမြို့ထဲကစေးရုံကိုခေါ်ဆောင်လာတဲ့အချိန်လန့်တော့မှာတဲ့တေဆုံးသွားခဲ့ရတယ်လို့သိရပါတယ်။ဒေါ်လောင်နေပါဟာလည်းစိုင်ဆောင်နေတဲ့အချိန်စိုင်အနာကိုလက်နက်ကြီးကြားပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကလေးမျိုးပြည်သူစေးရုံကိုတက်ရောက်ပြီးတော့ကုသနေတဲ့အချိန်မှာတေဆုံးသွားခဲ့ရကြောင်းသိရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ